မြင်နေရမလို့ပဲခရမ်းတီးဝယ်စားစရာမလိုအောင်ဒီလိုလေးစိုက်ပျိုးလိုက်ပါပထမဆုံးစိုက်ပျိုးဖို့အတွက်ဘူးကွန်ထိပ်ပိုင်းတွေကိုလှည့်ဖြတ်ပေးပြီးဘေးဘက်တွေမှာလည်းအပေါက်တပေါက်စီဖောက်ပေးထားပါဘူးကွန်အောက်ဖက်ပိုင်းတွေကိုတော့ရေစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်အပေါက်လေးတွေဖောက်ပေးရပါမယ်ရိုးရိုးမြေကြီးတဘာဝမြေဆွေးနဲ့ဇပက်ကွန်တွေကိုရောစပ်ပြီးဘူးကွန်အပေါက်တွေကိုထိအောင်ထဲတာပေးလိုက်ပါပြီးရင်တော့နှစ်ပတ်ကျော်ကန်ပြိုးထားတဲ့ပြိုးပင်တွေကိုယူပြီးဘူးကွန်အပေါက်တွေထဲထည့်ဆိုင်ပေးလိုက်ပါ ပြုတ်ပင်အလုံးထက်စိတ်ပေးပြီးရေဆူရွှဲအောင်လောင်ပေးထားရပါမယ်။တပတ်ကျော်လောက်ဆိုခန်းပင်လေးတွေကြီးထွားလာပြီးစိမ့်လန်းလို့နေပါပြီ။အာဟာရထည့်ကျွေးနိုင်စေဖို့အတွက်ဘူးကွန်တွေကိုအပေါက်ဖောက်ပြီးထဲမြုပ်ပေးထားလိုက်ပါ။အပင်အာဟာရပြည့်ဝစေဖို့အတွက်မိဖို့ကြောင့်ကစွန့်ပြစ်မဲ့အသီးအွေကျဉ်ကြံတွေကိုဘူးကွန်တွေထဲထည့်ကျွေးပေးရပါမယ်။ တလကျော်လောက်ဆိုအပင်အဟာရပြည့်ဝတဲ့အတွက်ဂိုင်းတက်တွေများစွာထက်နေပြီးအသီးပွင့်တွေနဲ့ဝေးစားလို့နေပါပြီ။ရေဆွေးပုံမှန်ထည့်ပေးပြီးရေပုံမှန်လောင်းပေးထားလိုက်ပါ။စိုက်ပျိုးပြီးနှစ်လခွဲကျော်ကြာတဲ့အခါမှာတော့ခရမ်းပင်တွေမှာအသီးတွေများစွာတည်နေပြီးခုဆွလို့ရနေပါပြီ။ဒါဆိုရင်တော့ရင်းနဲ့အသီးတွေကိုရွေးချယ်ပြီးခုဆွပေးလိုက်ပါ။မြေနီယာမလို့ပဲဘူးကွန်တွေကိုအသုံးပြုပြီးလွယ်လွယ်ကူကူစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်